တခါတလေအိမ်မှာအသီးအနှံတွေကိုတမ်ပူရာကြော်တာပဲဖြစ်ဖြစ်နောက်အသားငါးတွေကိုကြော်တာပဲဖြစ်ဖြစ်အခုလိုအချိန်လေးလှုပ်ထားရမယ်ဆိုလို့ရှိရင်အရန်လိုက်ပတ်တယ်စားလို့ကောင်းတယ်ဂရင်းလိုက်တယ်နော်အဲ့တော့မကြီးနစ်ကိုအသုံးပြုထားတယ်ဆိုတော့စုံချင်းလေးထည့်လိုက်တာကြာအစွာထောင်းထားတာလေးပဲဘာတွေပါလဲဆိုတော့ပြောပြမယ်နော်ပြီးရင်အရသာတော့ကိုတော့စားထည့်တယ်အဲကြက်သားမုတ်ထည့်တယ် ကျွန်တော်ငားငံပြားကြီးထည့်တယ်။ထိုင်းထညက်ထည့်တယ်။ထိုင်းထညက်မရှိရင်လေဗမာထညက်ကလေးပေါ့။အော်တဲလွတ်တဲ့ဟာလေးထည့်ပေါ့နော်။အဲ့ဒါထည့်တယ်။ပြီးလို့ရှိရင်ဟိုနေတော့အဲဒါဆိုကစုံချင်းကြီးထည့်လိုက်တာဂျင်းအနေငယ်ကြက်သွန်ပြူထောင်းတာငရုတ်သီးစိတ်အမဲ့။အဲ့ဒီငရုတ်သီးစိတ်အမဲ့နဲ့ဂျင်းနဲ့ရောပြီးထွက်လာတဲ့အနံ့ကတော်တော်လေးကိုစားခြင်းစေကိုဖြစ်ပေါ်စေတယ်နော်။အချင်းလေးကနော်။အဲ့တော့ကိုစားကန်နေကြမှာနန္ဒမင်ထည့်ရင်လည်းထည့် เนาะပြီးလို့ရှိရင်ပဲမှုတ်တို့မြို့တိအကြက်မှုတ်ထက်ထင်လဲအရန်လိုက်တော့အဲ့ဒါလေးလှုပ်ထားရင်အဲအကျော်နဲ့ပဲဖြစ်ဒါမှတခါကျထမင်းနဲ့ဟင်းနဲ့စားလို့အီနေထမင်းကိုအဲ့ဒါနဲ့နေစားတော့အရန်စားလို့ကောင်းတယ်เนาะအဲ့ဒါလေးပြပြချင်းဖြစ်ပါတယ်ခင်ဗျာပဲမှုတ်တို့မြို့တိအကြက်မှုတ်တို့ထက်ထင်အချင်းရဲပါ အခုဦးနိုင်ဟင်းချက်တဲ့ခါမှာအသုံးပြုလိုက်တဲ့ Honda ရှိ9မုတ်ကဒါလေးဖြစ်ပါတယ်ခင်ဗျာတပူးကို450 gram ပါတယ်ခဲတော့နှစ်ထုံးနဲ့ဂျပန်ပြည်တွင်းသုံးဖြစ်ပါတယ်ဈေးနှုန်းက9000နဲ့9000အချို့မို့မစားခြင်းတဲ့သူတွေကဒီ Honda ရှိ9မုတ်ကိုအသုံးပြုလို့ရပါတယ်ခင်ဗျာဒီဒါကြတော့ဦးနိုင်တို့ page မှာတောက်လျှောက်ရှိနေတယ်ဂျပန်ပြည်တွင်းသုံး Ajinomoto တစ်စိတ်ဟင်းချုံမို့ဖြစ်ပါတယ် 1kg 63ကျပ်သားဈေးနှုန်းက9000ပါခင်ဗျာเนาะလက်လီလက်ကတထုပ်ကနေစားအထုပ်တွေအတိအ ်ငါးတောင်းပါခင်ဗျာပြီးရင်ငြုတ်သီးတယ်ဦးเนาะအတုဘာလို့ခေါ်မလဲအတုတော့ဖြစ်တယ်မှုတွေပါတာနဲ့เนาะ coin တွေနဲ့ပြဿနာတွေမျိုးမျိုးဖြစ်နေတယ်အဲ့တော့ငြုတ်သီးရပြဿနာနဲ့တော့ဒီတစ်မျိုးပဲစားပါတယ်ခင်ဗျာနော်ထိုင်းမှာလည်းတောက်လျှောက်စားလာတယ်ငွေသီးမုတ်ဖြစ်ပါတယ်။သူကသူ့ရဲ့ထိုင်းနိုင်ငံရဲ့ပြည်တွင်းသောဖြစ်ပါတယ်။နော်အခြားနိုင်ငံကို export လုပ်တဲ့ပစ္စည်းမဟုတ်ပါဘူးခင်ဗျာနော်။ဒါကော 1kg 63ချက်သားဈေးနှုန်းကကျတော့နည်းနည်း၄တောင်းပါခင်ဗျာ။ဟင်းချက်တဲ့ငွေသီးအစိမ့်မုတ်90သားဆိုလို့ရှိရင်အဲပုံမှန်စချက်မယ်ဆိုလို့ရှိရင်တော့ ဝင်းကစားတယ်ဆိုတော့ပေါ့เนาะအဲ့ဒါနဲ့နှစ်စွန်းလောက်ထက်လာပါเนาะဒါကရုပ်ဒီအစိမ့်မို့ဖြစ်ပါတယ်အယောတော့အဓိကမှုကင်းတာဖြစ်ပါတယ်ခင်ဗျာအယောင်ကတော့သဘာဝဆန်သောအယောင်ပဲထွက်မယ်ဟိုနီရဲ့တွန်းတော့မထွက်ဘူးเนาะဒါရုပ်ဒီအချက်ပေါ့เนาะဒါထိုင်းပြည်ရင်းသုံးပွဲဖြစ်ပါတယ်ခင်ဗျာ900 g 33ချက်ပေါ့เนาะ34ပေါ့3ချက်သားထိုင်းပါတော့900 g เนาะအဲ့တော့ဈေးနှုန်းလေးကကျတော့2800အယောင်လဲလာတယ်အဖက်လဲလာတယ်เนาะဒီလိုဆက်တယ်မှုရတယ်အဓိကကတော့မှုကင်းတာဖြစ်ပါတယ်ခင်ဗျာเนาะမှုမှုเนาะ အဲပြီးလို့ရှိရင် coffee coffee နဲ့ပတ်သက်လာရင် coffee အမုတ်ကြီးပဲတီးတက်လို့ကျင်တဲ့လူတွေက mokona နော် raya go ရအောင်ပဲခင်ဗျာ၅သား mokona raya go ဖြစ်ပါတယ်၅သားနော်အဲ့ဒါရမယ်နောက် nest cafe ကမင်းတို့ red cup လေးရမယ် espresso လေးရမယ် red cup ကတဘူးလုံးရဲ့လေးကျန်400 gram 5000ဖြစ်ပါတယ်ခင်ဗျာနော်အဲ့ဒါမှာခဲတော့နှစ်ထုပ်ပါမယ်ဒီကောက်ဆိုလို့ရှိရင်လေ espresso ကလည်းခဲတော့နှစ်ထုပ်ပါမယ်နော်ခဲတော့နှစ်ထုပ်ပါမယ်ဈေးနှုန်းလေးကကြတော့5000ပဲခင်ဗျာအတူကကြတော့အလေးချိန်က ူ့ရဲ့လေးချိန်ကကြာ360 g ပါမယ်နော်နောက်ပြီးမှ3 in 1နဲ့မှာ copy ကိုရမယ်ခင်ဗျာ copy ကိုက1030ပါမယ်တထုပ်ချင်းရဲ့ gram ချိန်လည်းများတယ်အရသာတော်တော်လေးကိုမိုက်တယ် copy ကိုတော်တော်များကိုကြိုက်ကြတယ်အထုပ်20ပါမယ်ခင်ဗျာအထုပ်20ဇင်းနှုံးလေးကမလေးမြို့သီးဘုတ်ကိုင်းပြီးမှုန်လာဇင်းနှုံးလေးကတက်တောင်းနဲ့မှ9000ဖြစ်ပါတယ်ခင်ဗျာဒါ Nescafe ကကြတော့အရင်ကเนาะ Nescafe တိုက်တဲ့ဒီအတွက်မှာ Nescafe က အထုတ်28ထုတ်ပါတာရှိမယ်အထုတ်40ပါတာရှိမယ်28ထုတ်ပါတာက2000နဲ့မှ2000အထုတ်40ပါတာကြတော့3000နဲ့မှ2000ဖြစ်ပါတယ်ခင်ဗျာဒီလိုဒီဘက်ကပေါ်လာတယ်နည်းကလေးတော့ပြီးရင်ဒါလေးနန်တို့စူပါနော်ထိုင်းပြည်ရင်းတို့စူပါထိုင်းပြည်ရင်းတို့ဂျပန်ပြည်ရင်းတို့အများပဲရောက်ချပေးပြန်ဖြစ်ပါတယ်ဒီကောင်ကတော့စူပါက25တုပ်ပါမယ်ဈေးတော့က2000 2000နော်ဒီကောင်ကအဲအနည်းရောကပုံမှန်ရတာ အစိမ်းရအောင်ကျွန်တော် copy ရတာပြင်းပြင်းလေးတောက်ချင်တာသူများအတွက်เนาะ espresso ဒီကောင်ကျွန်တော်အချိုပေါ့เนาะအချိုပေါ့ကြိုက်သူများအတွက်เนาะဒီကောင်တွေက2တောင်းပါခင်ဗျာဆက်စော coffee ကိုဟို coffee မုတ်တီးတက်ကြီးပဲပေါ့ဝယ်ပြီးတော့မှ individual ဖြော်တဲ့သူတွေကကြတော့ဒါကနော်နန်ဒိုင်ရီခရီးမှာ Coke of design နဲ့ထုတ်တယ်အင်းတော့ဆိုဘူးတွေနဲ့လာဒါမျိုးဘူးတွေ Happy Price Pro เนาะဒါတွေနဲ့တော့ဟိုဟာနဲ့လာပါပဲဒီမှာ Happy Price Pro ဒါ Coke of အတူတူပဲเนาะ ဟိုဒဇင်းနှစ်ခုနဲ့ထောက်တာဖြစ်ပါတယ်ခင်ဗျာ။ तू อ่ะ non dairy cream ဖြစ်တယ် no red ပစ္စည်းမဟုတ်တဲ့အတွက်ကြောင့်မို့ non cholesterol လည်းမတက်စေဘူးเนาะဒါလို့ရှိရင်အဲလိုမလဲ comment တက်တက်လို့သမားများအတွက်လည်းအဆင်ပြေစေမှာဖြစ်ပါတယ်เนาะ coffee ပြောပြောလာဖက်ရေးပြောပြောအာဦးနန်တို့ဒီမလဲ bubble tea လို့တိုက်တာနဲ့ပြောเนาะအဲ့ဒါတွေကအာကော်ဖီဆိုရင်ကော်ဖီအရသာမွေးကြိုင်ပြီးပုံပုံကောင်းမွန်စေတို့လဖက်ဆိုလို့ရှိရင်လဖက်အရသာပုံပုံပြီးမှကောင်းမွန်စေမှာဖြစ်ပါတယ်ဈေးနှုန်းက3000နဲ့မှ2000ဒီကောင်ကကျတော့ 900g ဒီကောင်လည်း 900g เนาะ ်အဲဒါဟိုကဲတော့ကတထောင်ဂရမ်ဖြစ်သွားတယ် sorry ဒါဒီနေ့မှအစ်တဝင်တာကဲတော့ကတထောင်ဂရမ်ဆဆဆဆချင်းပေါ့နော်နော် promotion ပေါ့လို့ခိုင်းလို့ပြောမစို့ promotion အဲ့တော့ promotion ကကြာမို့ဒီကဆဆချင်းမှာတထောင်ဂရမ်ပေးထားတာဖြစ်ပါတယ်ခင်ဗျအဲ့တော့ happy price ပဲ you go coffee you တထောက်ကိုတဘူးကို3000နဲ့မှ2000ဖြစ်ပါတယ်ခင်ဗျပြီးရင်ဒါလေးကကျတော့ ဟိုပါဘာလဲခနောဆန်ပြုတ်ချက်သားရတာပဲရအောင်မခင်ဗျာနော်သူကပြန်ပြီးတော့ကြိုချက်စီရမလို့ကိုတောက်ချင်ဖန်ခွက်ထဲဟိုဖန်ခွက်ထဲဟိုဘာလဲကိုတောက်မဲ့အော်ဗကလုံးတွေကိုထည့်မယ်သူဖောက်ထည့်မယ်ရင်းနှွေးကြွကြွစုကိုထည့်မယ်အုပ်ထားမယ်၃မိနစ်နဲ့တောက်လို့ရပြီစံသားအိဆက်တဲ့အသားဆက်လေးဝါးစားရတဲ့မှုရတဲ့အရသာမှာပါဇက်လေးနဲ့ကွက်စရီဖြစ်တဲ့အဲဒါဆိုလူတိုင်းကျန်တဲ့တန်ဖြစ်ပါတယ်တရားစင်ကို၂တောင်းနဲ့မှလေးတော့ခင်ဗျာနော်ပြီးရင်စီချက်တွေပြမယ်စီချက်တွေထဲမှာဗဇွန်တော့စီချက်နော် ခေါဆွဲလုံးကြည့်မယ် grand chain များမယ်နော်အရသာကောင်းမယ်ခေါဆွဲသားနူးညံ့မယ်ခင်ဗျာစီချက်တိုက်တဲ့တင်များတချို့ကအရေးထည့်ပြီးတော့အရေးလိုမျိုးစားတယ်အဲ့လိုလည်းရပါတယ်ခင်ဗျာအဓိကတော့သူကစီချက်တွေထုတ်ထားတာပါဒါဝယ်တဲ့လူတွေကအရေးလိုမျိုးလုပ်စားလို့ပြောလို့နော်အဲ့ဒါလည်းရပါတယ်ဒါပစွန်တော့ဖြစ်ပါတယ်တပေါင်းနဲ့မှ2000ဒါကြတော့ပင်လေစာစီချက်ပင်လေစာစီချက်ဖြစ်ပါတယ်ခင်ဗျာတပေါင်းနဲ့မှ2000 SSC ရည်ကြီးဖြစ်နေတယ်နော်ဒါကြတော့ဂုံးစီချက်ပါခင်ဗျာဂုံးစီချက် scallop ပေါ့နော်ရက်တောင်ဂုံးစီချက်တပေါင်းနဲ့မှ2000 ပေးတာကြတော့ cheese ရတာစီချက်တပေါင်းနဲ့မှတပေါင်းအဆက်ကလေးတွေနဲ့နဲ့လေးပါမယ်နော်တပေါင်းနဲ့မှတပေါင်းဒါကြတော့ကနန်းလက်မစီချက်တပေါင်းနဲ့မှ2000ဖြစ်ပါတယ်ခင်ဗျာဒါကြတော့နဲ့တော့ပဇွန်တုံရဲခောက်ဆွဲအရေးဟိုးဆော့ဆာထုတ်တဲ့မျက်လုံးလေးအဲ့လိုမျိုးပဲဒါအခုမျက်လုံးတစ်စိပါမလားတော့သူကအုံးဒီရတာပဇွန်တုံရဲနော်သူကခောက်ဆွဲအလုံးသိမ့်မယ်ခင်ဗျာသူကတော့ချထုတ်ပါမယ်တပေါင်းနော်အဲ့တော့မှအလုံးကြီးစားကြင်တာမျိုးအလုံးကြီးပဇွန်တုံရဲရတာအတူတူပဲနော်ဒါကတော့တပေါင်းနဲ့မှ2000 ပြီးတော့အာဝင်တာတော်တော်လေးကိုရှားပါသွားတယ်နော်တို့ဘဲချိုခေါက်ဆွဲစိုက်ခဲ့သူများအတွက်နော်ဘဲကင်ရတာလေးနဲ့ဘဲချိုခေါက်ဆွဲချက်တော့ပါမယ်တက်တော့ပါခင်ဗျာဒါကြက်အုံးတို့အဆက်ခေါက်ဆွဲအမြင်တည်တည်လေးနဲ့တွေ့လားကြက်အုံးတို့အဆက်ဒီကောင်ကလည်းချက်တော့ပါမယ်တက်တော့ပါပြီးတော့ဒါကတော့ဝတ်သားရတာအဆန်ပြားခွစ်တူဖြစ်ပါတယ်ဝတ်သားစားတဲ့သူများတော့ okay ပါဖြစ်ပါတယ်ခင်ဗျာနော်ဇင်းလုံးလေးကတော့လည်းတက်တော့ပါပဲခင်ဗျာနော်ဒါလေးကကြတော့ညက်ပြောင်းလာပြီခင်ဗျာ ်ညက်ညက်ပြားအောင်နဲ့စစပြားညက်ပြားလက်မလုံးကြီးရှိညက်ပြားကြီးနော်တက်တက်လွတ်လည်းဖြစ်တယ်ဟောတက်တက်လွတ်မစားခြင်းတဲ့လူကမိမိတိုက်နှစ်တဲ့အသားလုံးတွေထဲစားလို့ရတယ်သူ့ရဲ့အရာသာလောဘကွက်တိနော်ဒီမှာပေးပေါက်လေးပါညာနော်နာနာမလေးရှူချောင်းလေးထဲစားလို့ရပါတယ်သူကတော့ငါအဲသူလည်းချောက်ထုတ်ပါမယ်ခင်ဗျာတပေါင်းပြီးလို့ရှိရင်ဒါအချို့ဒါဒါတော့ဆက်တယ်ဆိုတာလဲအရန်ကြီးကိုတိတရာကြီးမဟုတ်ပါဘူးဒါအဆက်ကလေးပါတယ်ဆိုတဲ့သဘောလေးပါပဲနော်ဒီကောင်ကတော့အရန်အဆက်တက်ရင်တော့ပေါ့တော့မျိုးတိဘုတ်ထက်ခဲ့နော်ဒါလေးကလည်းညက်ပြားအဆက်တပေါင်းပါခင်ဗျာ ကောလာဂျင်ကောလာဂျင်တွေရပြီเนาะကောလာဂျင်တွေကအစာကြီးကောလာဂျင်အမှုတ်เนาะဂျပန်ပြည်တွင်းသုံးဖြစ်ပါတယ်ခင်ဗျာအုံနိုင်ဆိုကောလာဂျင်ကိုတောက်ခဲ့တာတော်တော်လေးကိုအဲအထုပ်ပေါင်းက6ထုပ်လောက်ဖြစ်နေပြီပေါ့เนาะအဲ့တော့ကောလာဂျင်ရဲ့ဘယ်လိုခေါ်မလဲတောက်လိုက်တဲ့ခါမှာရတဲ့အကျိုးရလက်တွေကအရန်ကောင်းပါတယ်ဂျပန်ပြည်တွင်းသုံးဖြစ်တယ်ဂျပန်နိုင်ငံမှာမှဂျပန်လူမျိုးတွေတောက်တာဖြစ်တယ်ပြီးလို့ရှိရင်အုံနိုင်တို့ Google မှာအစာကြီးကောလာဂျင်ဒီလိုမျိုးရှာကြည့်လိုက်မယ်ဆိုရင်ဒါလေးကြာလာမှာဖြစ်ပါတယ်သူ့ရဲ့စိုးကြိုးတွေကောင်းကြိုးတွေတောက်ပုံတောက်လိုက်လည်းပါတယ်အုံနိုင်အကြမ်းမြင့်ပြောရမယ်ဆိုလို့ရှိရင်တော့သူကဒီကောင်လေးဆိုရင်ဇွန်လေးပါတယ်အဲဇွန်လေးနဲ့ လက်ပတ်စားစုံလေးနဲ့တစုံအမောက်ကိုမနေ့အစောကြီးဘာမှမစားခင်တောက်လို့ရတယ်တကယ်မသက်မနေ့မတောက်ဖြစ်ညပိုင်းတောက်လို့ရတယ်ကော်ဖီလက်ဖက်ရေးအေးဒိန်းကြီးမိမိကြိုက်တဲ့တန်နဲ့တွဲစားတွဲတောက်လို့ရတယ်ရေရိုးထဲမှာထည့်ပြီးဖြောเนาะအဲဆိုသူကခဏလေးနဲ့ပျော်သွားမယ် အချိုတက်လည်းမပါဘူးကြောင့်မစည်းစိုးသမားများတော့ okay မယ်မတောက်သုံးတဲ့တဲ့လူတွေကကိုဝင်ဆောင်ပြီးခင်နေနိုးတိုက်ပြီးခင်နေကြောက်ကဝေဒနာရှင်နေအသက်25နှစ်အောက်တွေ lower out တော့မဟုတ်ဘူးဆိုတောက်လို့မရပါဘူးခင်ဗျာနော်ဒါလေးကကျတော့ရွှေရက်90သာဖြစ်ပါလေနှစ်သိန်းရွှေ90သာရက်နှစ်သိန်းဖြစ်ပါလေကော်ဂျီတောက်တယ်ဆိုတာလူကြီးတွေကဆွဲမြဲထင်ထားတာတွေကအဲလှဖို့တက်တောက်တယ်ဆိုရင် low low no no lower လှဖို့တက်မှာပါဘူးအယိုးအယွတ်အရေပြားကောင်းမှုခဏကောင်မှ90ရာခိုင်နှုန်းကျော်ကျော်ပါ 90ရာခိုင်နှုန်းကျော်ကျော်ကောလဂျင်ဓာတ်တွေနဲ့ဖွဲ့စည်းထားတာဖြစ်တယ်မို့ဆံများနေချိန်ပြားကောလဂျင်ဓာတ်ကအရောက်လွယ်ပါတယ်ခင်ဗျအဲ့တော့ဒါရွှေတောက်ကြည့်လိုက်အရောက်ကြည့်တာမိမတွေသွေးဆုံးသွားတဲ့အချိန်မှာပိုတောက်တဲ့နေတော့ယောက်ျားကြီးလည်းဒီလိုပဲအဲ့တော့ဈေးနှုန်းလေးကကြတော့နိုင်ဒါကရွှေရရက်90စာကိုသူက2သိန်းပါခင်ဗျဒါကတော့ပန်းရနော် အော်နှစ်လရက်60စာတော့3300ဘာกว่าတယ်ဆို college ပါမှုအနည်းငယ်စီกว่าတယ်ဒီကောင်ကတနေ့ college အား9500အားရရှိမယ်ဆိုဒီကောင်က9000နဲ့300အားရရှိမယ်ဒီကောင်က16မျိုးလောက်ပါတယ်ဒီကောင်က14မျိုးပါတယ်အနည်းငယ်ပဲกว่าမယ်ခင်ဗျအခုစိုက်နေတဲ့တောက်နေပါတယ်နော်ဒါတော့အသီးတွေပါတယ်အသီးအနှံတွေမစားတဲ့သူတွေတော့ကိုဒါအသီးပဲအခဲသူကကျတော့အသီးအခဲမှာမှာသူက premium quality အသီးအရွယ်32မျိုးကနေထောက်တာတနေ့လေးလုံးတောက်သုံးပြီးမယ်ခလေးကနေဟိုလူကြီးအထိ နော်ဒီကောင်ဈေးတော့က9000တကယ်လို့မဟုတ်ဘူးအမုတ်တောင်းနေကြသူတွေအမုတ်ရအောင်မယ်နော်ဒါမျိုးလေးအမုတ်ကကြတော့ဒါအရွက်ကြီးပဲတည်သက်မို့ဂျုံပြန်လူပါဝင်ပြီးတော့မှအရွက်ကြီးပဲတည်သက်မို့အထက်မှာအထုပ်ရေအာ30တလားစားပါမယ်ရေရိုးရိုးကိုဖန်ခွက်တော့ဝက်ထည့်မယ်ထည့်ပြီးတော့သူ့ကိုဖြုံမယ်တောက်မယ်နော်ဒါအာဒီအရွက်ရဲ့ရရှိတဲ့အကျိုးအာအာနိသင်တွေပေါ့အဲ့ဒါတွေကဒီမှာရှိတဲ့ professor ကြီးတွေလည်းပြောထားတယ် မြင်မှုကြားမှုကြားလိမ့်မယ်။ကင်ဆာဝေဒနာရှင်တွေအတွက်လည်းကောင်းတယ်။ဒဏ်ရောင်ကြီးပေးနေတဲ့လက်လောလောဆယ်ဒဏ်ရောင်ပေးနေတဲ့သူရောဒဏ်ရောင်ကြီးပေးခံနေရတဲ့သူရောဒဏ်ရောင်ကြီးပေးလို့ပြီးသွားတဲ့သူတွေရောနော်။နောက်အရွက်တွေပါနေမစားတဲ့သူရောတောင်းလုံးလို့ရပါတယ်။ဈေးနှုန်းကဒီကောင်ကအဲအခုဆိုရင်2000တမ9000နော်။ဒီကောင်ကအသီးပဲ68မျိုးအသီးပဲ68မျိုးမှာအချိုးပေါထားတဲ့တမစီးကျုပ်တမများလည်းတောင်းလုံးရရတယ်။သူကလည်းအဘယ်လိုကောင်းမလဲ။အချိုးအားတွေကောင်းမစေမယ်။မနေ့ပိုင်းဝင်းသွားခတ်တဲ့သူတွေတက်ကိုလေကောင်းမအဆိုင်အွန်လိုင်းကြောင့်စစ်တဲ့ကိုကောင်းမှုစီမဲ့အသားကြီးကြည်လင်စီပဲပေါ့ဒါအတိပဲ68မျိုး တက်ထပ်ပြောမယ်နော်ဟိုပါလဲစီးကြိုသမားများလည်းတောက်တော့လို့ရပါတယ်သူကတော့24ထုတ်ပါမယ်ဈေးတော့2900တောင်ဒါအတီးအရွက်အယော DX 143မျိုး Oh my god နော်ကိုကကိုအိမ်မှာအာဂျူဆာနဲ့ချိန်မယ်ဆိုလို့ရှိရင်အဲ့လောက်အများကြီးဘယ်သူမှထက်မထိတ်နိုင်ဘူးနော်ဒီမှာ143မျိုး2900တောင်နော်အယောပြီးလို့ရှိရင်ဒီမှာသွားတဲ့ဈေးတွေလာအောင်မယ်သွားတဲ့ဈေးကတော့အုပ်ရှင်လေးကို၄မျိုးရနေသေးတယ်ပေါ့နော်သွားတဲ့ဈေးက Samsung တိုင်း uh, time made logo 160 gram ပါမယ်160 gram ဆို size အကြီးเนาะ gam ကဲဖြစ်ပါတယ်ခင်ဗျာတဖုံးနဲ့ပတ်သက်တာတဖုံးတွေသွေးအဲတောတိုင်သွေးကြတာပြီးလို့ရှိရင်ရေစီကန်ပြုတ်လိုက်တာအနံ့ထွက်တာအနံ့တိုက်မယ်เนาะဒီကောင်သုံးတော့ဒါကြတော့အဲ့လို deep clean သွားတွေသွားပူစားမယ်အခေါင်းဖြစ်မယ်ကြိုက်မယ်နဲ့မယ်အဲ့မှာဆို deep clean နဲ့တိုက်မယ်เนาะသုံးတော့160 gram ဒါ whitening whitening ကကြဟိုသွားတွေပို့ပြီးတော့မှဖြူစေမယ်เนาะပို့ပြီးတော့ဖြူစေတယ် အသွားဖြူကျင်တဲ့လူများတော့ကိုပေါ့နော်ဒါဝိုက်တန်နီဘယ်ဟာကိုပဲတိုက်တယ်အချိန်ကားပြတော့သွားကျင်တာပြောက်မှာဖြစ်ပါတယ်ဆန်ဆိုရိုက်ရဲ့နာမည်ကြီးမှုอ่ะเนาะနောက်ဒါကကျတော့နန်နိုဖရက်ရှ်မန်ဖြစ်ပါတယ်ဖရက်ရှ်မန်ကတော့ဇီယာနန်လို့လည်းခေါ်တယ်ဟိုဘာလဲပူစီနန်အနန်လို့လည်းခေါ်တာပေါ့เนาะသူကသူလည်းရပါ3000เนาะဒါပေမဲ့သွားတိုက်တန်လေးဂျပန်ပြစ်သွားတိုက်တန်လေးတိတ်တိတ်လေးဟိုအချောင်းကျန်ဓာတ်ဒီကုန်တိုက်လို့ရတယ်လူကြီးတိုက်တာကလေးတိုက်တာမဟုတ်ရတယ်เนาะကလေးလည်းတိုက်ချင်လည်းတိုက်အဲဇင်းတော့ကစုံ9000เนาะအဲ့ဒါရှိမယ် တော့မဇဝင်ဆိုးစေးဇဝင်ဆိုးစေးတွေမှာဆိုလို့ရှိရင်ဘာရအောင်လဲဆိုတော့ဒီဂျပန်မှာမှနော်ဒီဘာလဲဘရောနီလာဒီကောင်ကတစိမ့်မှာမှတော့ number 5 number 6 number 7ရအောင်မယ် number 5 number 6 number 7ရအောင်မယ်ဒီကောင်တွေကကြတော့နန်တို့ရိုးရိုးတန်းတန်းဆိုးနေကြပုံစံတိုင်းဆိုးရုံပဲအညိုအညိုရင်အနက်ရောင်ရမယ်နော်တပူကို၄တောင်းပြောမှဒါကတော့အမြုပ်တိုက်နော်အမြုပ်တိုက်လေးခေါင်းပေါ်တင်ထားလိုက်အောင်မယ်ဆိုတော့ဒီပုံစံလေးနဲ့အမြုပ်တိုက်လေးနော်ဂျပန်ဆိုရင်ဆိုးစေးနော်ဒီကောင်လေးကကြတော့၄တောင်းနဲ့မှ၅တောင်း ောက်ပြီးတော့မှဒါထိုင်ထိုင်ရကြတော့ဒါလေးတွေထိုင်ရကြတော့ဒါမျိုးလေးတွေတော့ဆော်မဲလို့ခေါ်တာပေါ့ဆော်မဲလို့ခေါ်တယ်တထုပ်ကို၄တောင်နဲ့ပဲဖြတ်ချီပေးတယ်เนาะအထက်မှာဖောက်လိုက်မယ်ဆိုရင်ဟိုတန်းတို့အကန့်လေးနှစ်ကန့်ပါမယ်မိမိလက်ကိုလက်အိတ်ဆုပ်မယ်လက်အိတ်ဆုပ်ပြီးတော့ညှစ်ထုပ်မယ်နှစ်ကန့်ညှစ်ထုပ်မယ်ညှစ်ထုပ်ပြီးတော့လက်ထက်မှာ mix လုပ်ပြီးတော့ကိုဆိုးကျင်နေအောင်ဆိုးမယ်မိစံသားပေါ်မူတည်ပြီးတော့မိနစ်၃၀အစိတ်ထားမယ်ပြီးခေါင်းစော်ချလိုက်အောင်မယ်ရှမ်ပူသုံးဆံပြီးတော့ထက်မှာရှမ်ပူပါပြီးသားเนาะအအအနက်ရမယ် နောက်ပြီးတော့မှ dark brown ရမယ်နော် brown red နော်နီညိုအောင်ရမယ်ဒီကောင်ဆိုလို့ရှိရင် chestnut နော်တစ်အဲဒီကောင်ရအောင်ရမယ်ဒီကောင်က gold brown ရွှေညိုအောင်ရမယ်ဒီကောင်ကတော့ဆိုတော့ပြောရဲ dark brown ရမယ်နော်အဲ့ဒါလေးရမယ်လေးတာဒါကြတော့ဓာကြီးပဲထပ်လိုချင်တဲ့သူများဓာကြီးပဲနော်အဲ့မှာဓာဟောင်းနေဘိုးတော်ဘုရားလက်ထက်ကဓာကြီးဆိုဝဲပလိုက်တော့ဒါလေးကအရောက်မိုက်တဲ့ဓာကြီးဖြစ်ပါတယ်နော် stainless steel ဖြစ်တဲ့နောက်ပြီးတော့မှ ကျန်တဲ့စိတ်ထိုင်းမှာကျန်တဲ့စိတ်ကနာမည်ကြီးရယ်နော်ဖစ်ရှယ်ဝဲထုတ်တဲ့နာမည်ကြီးရယ်ဒီမှာလက်ပတ်မှာဆိုရွှေပက်လေးပါမယ်ဒီမှာအသားစိတ်ရိုင်နိုဆိုပြီးပါပါဖြစ်ပါတယ်ခါဒီနားမှာရိုင်နိုဆိုပြီးတော့လာနော်ကျန်တဲ့စိတ်ဇင်းတော့ကတော့ငါးတောင်းပဲဇင်းတော့မပြောင်းသေးဘူးနော်နော်ဒါလေးပြီးတော့မှဒီကောင်ကတော့ဓာကြီးပဲမှာမှာတော့ဘယ်လိုခေါ်ဓာဆက်ပေါ့ဓာကြီးပဲ၄ကြောင်းအခွန်နာရဲ့ကကြီးရဲ့ပါမယ်အခွန်နာရဲ့ကကြီးရဲ့ပါပါမယ်ခင်ဗျာဒီကောင်လေးလည်းအရန်လှတယ်ချစ်ဖို့ကောင်းတယ် သသားလက်ကင်လေးရဲ့ original map color ပြီးတော့မှဒီမှာဆိုလို့ရှိရင် original အချိုင်ကြီးတွေပါမယ်ဒါလေးမျိုးပြီးလို့ရှိရင်အောက်မှာအကွန်တော်ဓာတ်ကကြီးကကြီးကလည်းပေါ်ဆောင်အောင်ကကြီးမဟုတ်ဘူးနော်အဝတ်တွေပါကြီးရတယ်ဒါလည်း9000ပဲပြီးတော့မှချိတ်ဆက်ပြောင်းပြီခင်ဗျာချိတ်ဆက်လို့ကျွန်တော်ခင်ဗျာချိတ်ဆက်အသားငါအသီးနဲ့ချိတ်ဆက်ဖြစ်ပါတယ်လို့အသားငါအသီးနဲ့ချိတ်ဆက်ဖြစ်ပါတယ်နော်ခဏလေးထုတ်ပြမယ်ဒီမှာဆိုလို့ရှိရင်ဒါက နဲ့တော့ဟိုဗာလေ plastic အထူသားပေါ့နော်အထူသားဖြစ်တယ်2 liter size 2 liter size ဖြစ်ပါတယ်ဓာတ်သွားလေးလက်ပါမယ်အသုံးပြုမှာဆိုရင်ဓာတ်သွားအရင်ထည့်မယ်အသားငါးကိုအစိတ်သားပမာဏခန့်ထည့်မယ်အရွတ်တွေရှောင်မယ်အသီးနှံထည့်မယ်ကြက်သွမျိုးကြက်သွနီချင်းထည့်ကျိမ့်မယ်ပြီးတော့အဖိုးကို capacity ကြောင့်ဖုံးမယ်ပြီးလို့ရှိရင် motor တင်မယ် motor က450 watt ပါတယ်နောက် speaker number 1 number 2ရှိတယ်အတန်ကျက်တယ်အားပြင်းတယ်တော့သုံးလို့အရန်ကောင်းပါတယ်ခင်ဗျာ time mate စစ်စစ်ဖြစ်ပါတယ်ဈေးလုံးကတော့9000ပဲနော် ဒါလက်ချွတ်ရာပြောလိုက်ပါဟုတ်ကဲ့ဒါဟုတ်ဒါဒီဒါဒါလက်ချွတ်ရမယ်နော်ဒါဒါလက်ထိပါဆိုတော့တချို့ဒါအောက်ထည့်ကြိတ်လိုက်တယ်ဆိုတော့ပါသေးတယ်ငိုဖြောင်းနှံဖြောင်းနှံနေဖြစ်ကုန်တယ်နော်အဲဒါလေးတို့ဆွဲချွတ်လိုက်ရမယ်နော်ဒါဒါလက်ကလက်ရှာပါဆိုလို့ plastic ခံတာ plastic cover လောက်တာနော်ဒါလေးရှိပါပဲခင်ဗျာနောက်တော့မှဟို online မှာအသားငါအသီးနှံနေဟိုဘာဟိုးချက်ရောင်းနေသူတွေဟိုးချက်ရောင်းနေသူဆိုဒါလက်ပုံလေးဝယ်လို့ရသူ့ပုံတွေနဲ့သူ့ပဲဝယ်လို့ရတယ်နော်မမီဝယ်ထားတဲ့ပုံတွေတော့ဓာတ်ပုံလေးရိုက်ပြီးခုနကစီပြီးမှာပို့ပြီးနော်တခါကျတော့ဈေးနှုန်းလေးက2000နဲ့မှ2000ဖြစ်ပါတယ်ခင်ဗျာ2000နဲ့ 2000နဲ့မှ2000ဖြစ်ပါတယ်ခင်ဗျာအားပေးနေကြတဲ့အစားအလိုက်မှာချက်တော့သူတူဦးကြီးစီကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ခင်ဗျာအဲ့တော့ခင်းချက်တာလေးအားပေးရင်းနဲ့နော်ပြီးတော့မှအစားတောက်လေးလည်းဒီကြားထဲမှာတော့အစားပြလို့မကောင်းသေးတဲ့တော့မို့အစားတောက်လေးတော့အရမ်းမရကအနေငယ်လေးစားတော့ထည့်ပေးပါမယ်ခင်ဗျာနော်အားပေးကြချက်တော့သူများအားလုံးအာကိုစိတ်နှပြကျမ်းမှာချမ်းသာကြပါစေ။ဒါပါပါဘေးဆိုအန်ရယ်ဆိုကဆိုမှာသာဝရကင်းဝေးကြပါစေလို့ဆုတောင်းမြတ်တာပို့တာပါတယ်ခင်ဗျာ။